ဂျွန်လ10ရက်နေ့မှာ Messenger iOS 92ကို Apple website မှာ confirm လုပ်ထားပါတယ်။ပြီးတော့လည်း iOS နဲ့ပတ်သက်အတိအကျသတင်းပေါက်ကြားတာမျိုးမရှိခဲ့ပေမဲ့ iOS 90ရဲ့သတင်းကတော့အရင်နှစ်တွေအားထက်ပို၍ဟိုလေးတကြောကြောဖြစ်နေပါတယ်။ဘာကြောင့်လဲဆိုတော့နှစ်ရှည်လာများဒီဇိုင်းအဟောင်းနဲ့ရှင်တွဲလာခဲ့ရတဲ့ iOS user တွေအနေနဲ့ဒီနှစ်မှာကြီးကြီးမားမားပြောင်းလဲမှုလုပ်မယ်ဆိုတဲ့သတင်းကြောင့်ပါဒီဗီဒီယိုလေးထဲမှာ iOS 90နဲ့ပတ်သက်ပြီးတည်ထားသမျှပြောကြည့်ရအောင်ပါ ဒီဇိုင်းအသစ်တွေလုံဆောင်ချက်အသစ်တွေနဲ့ပြီးတော့ဘာတွေမျှော်လင့်လို့ရမလဲဘယ်တော့လောက်တရားဝင်သုံးလို့ရမလဲဆိုတဲ့အချက်တွေကိုဆွေးနွေးကြည့်ပါမယ်ဗျ။ iPhone ကိုနေ့စဉ်အသုံးပြုနေရတဲ့အတွေ့အကြုံကိုဘယ်လိုပြောင်းလဲပြင်နိုင်မလဲဆိုတာကိုလည်းဆွေးနွေးပါမယ်ဗျ။ Apple ဟာ iOS 90ကို Vision Pro headset ကိုမောင်းနေတဲ့ Vision OS ကိုအခြေခံပြီးဒီဇိုင်းဘက်မှာအကြီးအကျယ်ပြောင်းလဲမှုလုပ်သွားမယ်ဆိုတဲ့အကြောင်းကို Internet ပေါ်မှာပြန့်နှံ့နေကြတာကြားပါပြီ။ iOS 90ကဖန်သားပြင်လို့ကြော်ရှင်းတောက်ပြောင်းတဲ့ keyboard design နဲ့ဖန်တီးမယ်လို့လည်းပြောပါရတယ်။လက်ရှိ Vision OS ဆိုရင်ဖန်သားဒီဇိုင်းနဲ့နေရာတိုင်းမှာတုံထားတဲ့ animation တွေကလည်းအရင်ချောမွေ့ပါတယ် user interface က glass effect တွေကိုအများဆုံးတုံထားပြီးတော့ဒါတွေကိုဒါ iOS 19ထမှာတုံခဲ့ရင်နေ့စဉ်အသုံးပြုနေရတဲ့အတွက်ကြောင့်2025မှာအသစ်ဆန်းဖြစ်မှာပါ Vision OS ရဲ့ user interface နဲ့တခြားသော design တွေက iOS, iPad OS နဲ့ Mac OS မှာမရှိသေးတဲ့ design တွေပါ Vision OS ကိုသာခြေခဲ့မယ်ဆိုရင် iOS ရဲ့ base ပုံတွေ background တွေက glass effect နဲ့ပြည့်နေတော့မှာအမှန်ပါအဓိကကတော့ system မှာ default app တွေရဲ့ design တွေကဖန်သားကြည့်ပုံစံမျိုးလေးတွေနဲ့ကိုမှ twin ဖောက်မြင်ရတာမျိုးလည်းမဟုတ် solid background လည်းမဟုတ် transparent background မျိုးကို 3D နဲ့ပေါင်းစပ်ထားတဲ့အတွေ့အကြုံမျိုးလို့ပြောရမှာပါပေါက်ကြားလာတဲ့သတင်းတွေအရ iOS 90ကတကယ်ကိုအကြီးမားဆုံးပြောင်းလဲမှုလို့သတ်မဲ့ OS တစ်ခုဆိုတာပါ Apple ကိုယ်တိုင်ကလည်း Vision OS ကဒီဇိုင်းတွေကို iCloud.com က Find My App မှာစမ်းသပ်ထားတာကိုတွေ့ရပါတယ် Find My App ရဲ့ user interface ကိုကြည့်ရတာကလက်ရှိဒီဇိုင်းတွေထက်ကွဲထွက်နေအောင်တွေ့ရမှာပါဘေးပေါင်တွေမှာ border line လေးတွေပပလေးထည့်ထားပြီးတော့၄ဘက်၄လမ်းမျိုးကိုထည့်ထားတာမျိုးလည်းမဟုတ်ဘူးပြီးတော့ reflective effect လား reflective design လို့ပြောရမှာပေါ့နော်။နည်းနည်းလေးတောက်ပနေပြီးတော့မျက်စီလည်းမရှိဘူး။ background ကတော့ solid background ဖြစ်ပေမဲ့တကယ်တမ်း iOS မှာထည့်ရင်တော့ transparent နည်းနည်းလေးထည့်မယ်လို့မျှော်လင့်ရပါတယ်။ ဘတ်တန်လေးပေါ်မှာတင်လိုက်ရင်ထွက်လာတယ်ဟိုဟာ effect ကဘတ်တန်တစ်ခုလုံးကိုကြိုးတရမှုဖြစ်သွားတာမျိုးမဟုတ်ပဲတိတာယုံလောင်လေးပဲလုပ်ထားတယ်လို့ပြောလို့ရပါတယ် vision os ကိုသာအခြေခံပြီးပြောင်းလိုက်ခဲ့မယ်ဆိုရင် ios ရဲ့ system အစိတ်တစ်ပိုင်းတွေမှာလည်းပြောင်းလဲမှုတွေလုပ်နိုင်ပါတယ် control center widgets နဲ့ notification တွေလိုမျိုးပေါ့ lock screen ကိုလည်းပြောင်းလဲမှုလုပ်မှတည်ချပါတယ်ပေါက်ကြားလာတဲ့အချက်တွေက camera app က design တင်လေးနဲ့ဟိုမှာ glass effect လေးနဲ့ပေါင်းစပ်ထားတာကိုတွေ့ရပါတယ်ကြည့်ရတာအဆင်ပြေတယ်လို့ခံစားရပါမယ်တကယ်ထွက်လာရင်ကွဲလဲမှုရှိနိုင်ပါမလားတော့မသိပါဘူးအရင်ကလည်းပေါက်ကြားလာတဲ့အတိုင်းကွဲ ိဖြစ်ခဲ့ပေမဲ့ကွယ်လွဲမှုတွေလည်းရှိခဲ့ပါတယ်။ကင်မရာအက်မှာလုံဆောင်ချက်တည်တည်နဲ့ပါလာနိုင်ပါတယ်။ဥပမာ night mode shooting တွေပိုကောင်းလာမယ်။ AR editing tools တွေပိုပြီး powerful ဖြစ်လာမယ်။ fader system တွေပိုပြီးတော့ပါဝင်လာမယ်။ဒါရိုက်တာတကယ်ပါဝင်လာရင် iPhone သုံးတဲ့လူတွေအတွက်ဓာတ်ပုံနဲ့ဗီဒီယိုရိုက်တဲ့ကပိုကောင်းတဲ့အတွက်ကြောင့်ရမှာပါ။မကြသေးခင်ကထုတ်ပေးထားတဲ့ Apple ရဲ့ Invite app က Vision OS ရဲ့ UI ကိုအခြေခံထားကြောင်းပြောနေပါတယ်။ ဒါဖြစ်နိုင်ပါတယ် transparent glass နေနေကိုမှ borderline လေးတွေက apple ရဲ့တခြား app တွေမှာမတွေ့ရတဲ့ design လေးတွေဖြစ်ပြီးတော့တုံးကြည့်တဲ့ခါရတဲ့အတွေ့အကြုံကလည်းလက်ရှိ iOS 18က design တွေထက်ပိုပြီးစိတ်လုံရှားစေပါတယ် apple ရဲ့ UI UX team ကတကယ်စမ်းသပ်နေတဲ့ design တွေကိုတော့တရားဝင်မြင်ရဖို့နှစ်လလောက်ပဲဆောင်ရတော့မှာပါတခုတော့ရှိပါတယ် internet ပေါ်က kolahala တွေနဲ့ပေါကြလာတဲ့အချို့အချက်တွေကကျွန်တော်ပြောရတော့မဟုတ်ပါဘူး apple နဲ့ပတ်သက်ပြီးတော့ခံမနာတော်တဲ့ဆရာကြီးတွေပြောတာပါ အစဉ်အလာရကြည့်မယ်ဆိုရင်လည်း design မှာအကြီးကျယ်ပြောင်းလဲဖို့ဆုံးဖြတ်ချက်ချတဲ့အခါမှာဆိုရင် main system ကိုမထည်သေးပဲတခြားအရာလေးတွေကိုအရင်ပြောင်းတတ်တာ Apple ရဲ့ logic ပါ iCloud.com က find my နဲ့ invite app မှာအရင်ဆုံးစမ်းသပ်ထားတာကိုတော့လက်ရှိမြင်နေရပါတယ် iOS 90မှာ design မှာအကြီးကျယ်ပြောင်းလဲမှုလုပ်မယ်ဆိုတာတော့တေချာသလောက်ရှိပါတယ် invite app ရဲ့ overall design ကိုပြင်ကြည့်မယ်ဆိုရင်လည်း iOS 90ရဲ့အတွက်အစောဆုံးပွဲတူထွက် design လေးချပြထားသလိုပါပဲကြီးလိုက်တာနဲ့ design ကအရင်ကွဲပြားမှုဖြစ်နေပါတယ် Vision OS က iOS, iPad OS နဲ့ Mac OS မှာမရှိသေးတဲ့ design ဘက်ကိုပိုင်ဆိုင်ထားပါတယ်။ Vision OS ကိုသုံးတဲ့အခါအရင် smooth ဖြစ်ပါတယ်။ OS အတွင်းက icon လေးတွေကလည်းဝိုင်းဝိုင်းလေးတွေနဲ့ချစ်စရာလေးတွေပါ။ Android user တွေကတော့ရဲနေမှသိချတယ်။ဘာလို့လဲဆိုတော့ iOS 19မှာဒီလို icon လေးတွေသာသုံးမယ်ဆိုရင် iPhone user တွေပျော်နေမှသိချတယ်။ Apple ရဲ့ design team က iOS 90ရဲ့ design တွေကိုပြောင်းလဲမှုလုပ်နေပြီဆိုတာတော့တွေးကြည့်ရုံနဲ့တင်သိကြပါတယ်။တချို့ပေါက်ကြားလာတဲ့သတင်းတွေမှာဆိုရင်လည်း iOS 90က version OS က app icon ရဲ့ design နဲ့လာမယ်လို့ပြောပါတယ်။ 3D effect လေးနဲ့နဲ့ပေါင်းပြီးတော့လက်ရှိ icon design တွေထက်ပိုကြည့်ကောင်းပါတယ်။ system app message နဲ့ mesh မှာဆိုရင်လည်း design တစ်တွေရှိလာမှာပါ။ animation နဲ့ပတ်သက်ပြီးလဲ animation အသစ်တွေပါလာမယ်လို့ခန့်မှန်းကြားရတယ်။ iOS ရဲ့ home screen design ကအဟောင်းတိုင်းရှိနေကြတာကြားပါပြီ။ iOS 18တော့လည်းအများကြီးမျှော်လင့်ထားခဲ့ကြပါမယ်ထင်လို့မဟုတ်ခဲ့ပါဘူး။ iOS 19ကိုလည်းမျောလင်းချက်ကြီးကြီးမားမားထားမိတာတော့အမှန်ပါ။ iPhone user တွေအနေနဲ့ design အစ်စ်တွေနဲ့အတွေ့အကြုံတွေကိုမျောနေခဲ့တာလည်းကြားပါပဲ။ system design တစ်ခုလုံးကိုပြောင်းလဲမယ်မပြောင်းလဲဘူးဆိုတာတော့ဂျွန်လာ10ရဲ့နေမှာတိကျသိရမှာပါ။ဆိုတော့ ဂျွန်လာဆယ်ရင်းနေမှာပွဲထွက်လာမဲ့ OS တွေအကြောင်းကိုအခုကတည်းကကြိုပြီးခံမှန်းကြပြောကြတာတွေကအမှန်တကယ်ဟုတ်မဟုတ်ဆိုတာသိရဖို့တိတ်မလို့တော့ပါဘူး iOS 19ပြင် Mac OS 16 iPad OS 19ရောချပြမှာပါထွက်လာခဲ့ရင်တော့အစမ်းသုံးဝင်ပေးတဲ့အခါကျွန်တော်သုံးကြည့်ပြီးတော့ပြောင်းလဲသွားတဲ့ချက်တွေနဲ့တွေ့ကြုံတွေကိုပြန်ပြီးမျှဝေပေးပါဦးမယ်ဗျာ Apple ကွန်ပျူတာတွေကိုမောင်းနေတဲ့ Mac OS 16နဲ့ပတ်သက်ပြီးလဲကောလာဟာလာတွေရှိပါသေးတယ်ဒါပေမဲ့ iOS 19လောက်သတင်းခိုင်မှမရှိပါဘူး Mac OS 16အစမ်းသုံးဝင်ပေးတဲ့အချိန်ကြာရင်လဲအတွေ့အကြုံပြန်ပြီးမျှဝေပေးပါမယ်နော် ဒီဗီဒီယိုလေးထဲမှာပြောပြထားတဲ့အချက်လက်တွေနဲ့ပုံနေရကျွန်တော်ပိုင်ဆိုင်မှုမရှိပါဘူး။ဒါကြောင့်လဲဆိုရင် internet ပေါ်ကနေ color highlight တွေထွက်လာတဲ့ဟာကိုကျွန်တော်က color လုပ်ပြီးတော့ကျွန်တော်ရဲ့ opinion နဲ့ပေါင်းစပ်ပြီး review လုပ်ရခြင်းဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။